ောက်ကုန်ပြီအမေရိကန်ဒုတာမရနဲ့အိန္ဒိယဝန်ကြီးချုပ်တို့နှစ်နိုင်ငံကြားကုန်သွယ်ရေးသဘောတူညီချက်အတွက်ဆွေးနွေးပွဲတိုးတက်မှုကိုဂုဏ်ပြုခဲ့ကြောင်းအိန္ဒိယသတင်းဌာနတွေကဖော်ပြထားတာကိုကိုးကားပြီးရိုက်တာသတင်းမှဖော်ပြထားပါတယ်ဂျီဒီဘန်ဟာမိသားစုနဲ့အတူလေးရတာခေးဆင်အတွက် အပီရာ23ရက်နေ့အစောပိုင်းကအိန္ဒိယနိုင်ငံကိုရောက်ရှိလာခဲ့ကြောင်းအမေရိကန်တာဝန်ရှိသူတွေကပြောကြားထားပါတယ် အမေရိကန်ဒူတမရနဲ့အိန္ဒိယဝန်ကြီးချုပ်တို့သွေးဆောင်ဆွေးနွေးမှုအတွင်းနှစ်နိုင်ငံကောင်းဆောင်တွေကစွန့်ကာကွယ်ရေးနဲ့ပြူဟာမြောက်နည်းပညာပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်ဖို့အတွက်လည်းကတိပြုခဲ့တာဖြစ်ပါတယ်။နယူးဒေလီအနေနဲ့အမေရိကန်အခွန်စည်းကြပ်မှုတွေကိုရှောင်ရှားဖို့အပြင်ဝါရှင်တန်နဲ့နှစ်နိုင်ငံကုန်သွယ်မှုသဘောတူညီချက်တရက်ကိုညှိနှိုင်းဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ဂျီဒီဘက်ကအိန္ဒိယခီးစင်ကိုသူစနေနေသူတာသမီတွေပါအတူလိုက်ပါလာကြတာဖြစ်ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။